Beyond the Kitchen ကနေပြီးတော့ကြိုဆိုပါရစေ။ဝင်းယူရဲ့ Sunday Breakfast လေးကအရင်ကစုပြေးနေပါဗျ။ရှမ်းမုန်တီရဲ့ကောင်းကျင်းမောင်းငချိတ်ပောင်းပြီးတော့တူဟူးကျော်လေးလည်းပါပါတယ်။ဒါတွေအားလုံးကဝင်းယူချက်ပြုတ်ထားတော့မဟုတ်ဘူး။မနေ့ကပါတီပွဲလေးကိုအကြောင်းပြုပြီးတော့ယူလာတဲ့အစားတောက်တွေပါ။ရှမ်း New Year Party ရှမ်းမိသားစုတွေတွေ့ဆုံကြတဲ့ပွဲလေးပေါ့။အဲ့ဒီမှာအစားတောက်တွေကလည်းအရန်စုံတယ်။ဘာတွေစားကြတယ်၊ဘာတွေလုပ်ကြတယ်ဆိုတာကိုလိုက်ကြည့်ကြည့်ပြီးနော်။ စီစဉ်တရတော့ညနေ4:00နာရီမှစပါတယ်။ Party host ကတော့ကိုအောင်မျိုးနဲ့နန်းမွေပါ။ကိုစီကိုစီလည်းအစားအသောက်ကလေးယူလာကြပါတယ်။ဝင်းယူကတော့ရှမ်းထမင်းချင်းလေးလောက်သွားပါတယ်။ပဲပုတ်ချက်လေးနဲ့ကျွမြင့်လေးနဲ့ပါတယ်ဒီဟာကအာလူးတုပ်နဲ့ပိနေသီးတုပ်ပါပိနေသီးနဲ့ပေးသီးလေးကိုတုပ်ထားတာပါတကယ်ရှမ်းရိုးရာစစ်စစ်ပါကောက်ညင်းပေါင်းငချိတ်ပေါင်းပြီးတော့သူနဲ့တွဲစားဖို့ရာအတွက်ပဲပုတ်ကြော်လေးပါပါပါတယ် ဘက်ကတော့ရှမ်းမုံတီပါရှမ်းမုံတီကလေရှမ်းပြည်မြောက်ပိုင်းဒီဘုံမျိုးပါရှမ်းမစစ်စစ်ကြီးချက်တဲ့ပုံစံမျိုးနဲ့ချက်ထားတာပါချက်သားပါတယ်ပြီးတော့ဝက်သားသုံးထပ်သားလေးတွေကိုပပနှီးထားတာလေးပါတယ်အဓိကကဒီခရမ်းချင်ကြီးပြုတ်ရည်ရဲ့အရာသာပေါ့တကယ်ကိုမှရိုးရှင်းပြီးတော့ authentic ဖြစ်လို့နဲ့ရန်အစားအစာတစ်မျိုးပါဒါကတော့နန်တုံပါပြီးတော့ဒီမှာ live ရမယ်ဒါကတူဟူးကြော်ကြော်နေတာပါ ထူးမှုချော်ဟာကြော်ကြော်ပြီးချင်းတခါရဲစားတော့လေပူပူနွဲ့နွဲ့လေးနဲ့လေတချွတ်ကလေးအရန်စားလို့ကောင်းပါတယ်ရှမ်းခေါက်ဆွဲ ရှမ်းမုံတီကောင်းရင်းပေါင်းဘာပဲစားစားလीနော်ထူးမှုချော်ကတော့မပါမဖြစ်ပဲပြီးတော့တူဟူးနွေးလေးရှိသေးတယ်။မာတူဟူးနွေးကိုဒီရှမ်းမချချော်လေးရထည့်ပေးနေပါတယ်။ရှမ်းခေါက်ဆွဲလေးရှိရယ်။ရှမ်းခေါက်ဆွဲကိုဒီအနှစ်ချက်ကလေးနဲ့စားလဲရတယ်။ ။မိမကတော့ရှမ်းမုတ်တီကိုအရင်ဆုံးစားခဲ့ပါတယ်။သူကမြေဘဲတောင်းလေးနည်းနည်းထည့်တယ်။နန်းနန်းပင်ကြက်သွုံမေးပြီးတော့စီချက်ကလေးကြွညုလေးနည်းနည်းလေးထည့်တယ်။ဒါပြုလို့ရှိရင်စားလို့ရပြီ။၆နိုင်ခွဲ၇နိုင်လောက်ဆိုရင်လူတွေလည်းစုံပြီးဆိုင်တော်ဝင်တဲ့စကားစမြည်ပြောကြပေါ့ပြီးတော့ဓပုံရိုက်ကြတယ်ရှမ်းမချောချောလေးပေါ့ရှမ်းဝင်းစုံလေးနဲ့တိတ်လာတယ်ရှမ်းတတိလေးလည်းပါတယ်ဒီမှာရှမ်းဝင်းစုံလေးနဲ့တိတ်ချစ်စရာကောင်းတယ် 对呀，这里不。

Thank you. ွေအားလုံးမိဘဝေးမှာဝမ်းဖွဲကားခဲ့ကြတယ်အသက်ရွယ်မရွေးကြားမမရွေးပျော်ပျော်ရွှင်ရွှင်စုပေါင်းကားခဲ့ရတဲ့အချိန်လေးတွေပါနောက်နှစ်နောက်နှစ်ရှန်နျူယီယာတိုင်းမှာလည်းဒီမိသားစုဝင်တွေအားလုံးနဲ့ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်ဒီ vlog တွေကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဝီယူနဲ့တူလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ Bye